အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကားမန်စတီကာကိုကျွန်တော်ကားမမကက်ပဲနဲ့အိမ်မှာတွားရောက်ကက်ပြီးမှဖြစ်ပါတယ်။ထုံးစံတိုင်းမှာဒီကားမန်စတီကာတွေဟာကာဘိုဆီရမစ်ဖရင်တွေဖြစ်လို့အပူခန္ဓာတက်တာပဲ။ကားအဲကုန်းကိုပူအေးစီတယ်။အိမ်မှာဆိုရင်လည်းမိမိအိမ်အဲကုန်းဟာပူမှုအေးစီမှဖြစ်ပါတယ်။ပြီးရင်သူခရမ်းလိုရောင်ခြည်ကိုကာကွယ်ပေးမယ်။ပြီးရင်အနီအောက်ရောင်ခြည်ကိုလည်းကာကွယ်ပေးမယ်။အပူလန်ကိုလည်းတိတိတန်တန်ရှော့ချပေးလို့အဲကုန်းတွေကိုပူအေးစီပြီးတော့ ကားဆိုရင်လည်းစီစားတက်တာစီမှာဖြစ်ပါရဲ့။အာဒီနေ့မှာတော့ဒီအိမ်လေးဟာဆိုလို့ချင်းရင်ကျွန်တော်စတင်ဝိုင်းလဲဖြစ်တယ်လို့ကလေးတွေလည်းရှိတဲ့အတွက်ကြောင့်မို့လို့နေရောင်ခြည်တက်ရိုက်ထိုးတဲ့ခါမှာရမ်းကိုပူတာဖြစ်ပါရဲ့။အားလုံးလည်းတည့်ရတိုင်းပဲကျွန်တော်မရနေတော့မရောက်သေးဘူးအခုချိန်မှာတော်တော်လေးကိုပူနေပါပြီ။အဲ့တော့ဒီကားဖြစ်ဖြစ်အိမ်ဖြစ်ဖြစ်ဒီမန်နေမှာကာဗွန်ဆီရမစ်ဖင်တွေကိုကတ်ရှင်အပြင်မိတ်ဆွေတို့ဟာခဲလုံရောင်ခြည်ကိုလည်းကာကွယ်နိုင်မယ်။ အနီအောက်ရောက်ကြီးတွေကိုလည်းကာကွယ်နိုင်မယ်။မျက်စိစူးတာလည်းတက်တာမယ်။အပြင်ကိုလည်းရှင်းရှင်းလင်းလင်းမြင်ရမယ်။ပြီးတော့နေအောင်ကြည်ရနေပါလာတဲ့ side effect တွေကိုလည်းလုံးဝကာကွယ်နိုင်မှာဖြစ်ပါတယ်။ အာဒီနေ့မှာတော့ကျွန်တော်ဒီစတေကာကတ်တာကိုကျွန်တော်ပုံစံတစ်နည်းနဲ့ကတ်ပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ပထမကတ်တဲ့နှစ်ချက်အားဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးဖြတ်ပြီးတော့မှ ပြန်လဲကတ်တာဖြစ်ပါတယ်ဒီကြံတဲ့အချက်တွေကိုတော့ကျွန်တော်ကစတေကာခွာတယ်ခွာပြီးတော့တခါတည်းကတ်လိုက်တယ်ကတ်ပြီးတော့မှဘေးပေါင်တွေကိုအတိအကျပြန်လိုက်ဖြတ်ပေးတာဖြစ်ပါတယ်အဲ့ဒီနည်းနည်းထဲမှာဆိုလို့ရှိရင်ကျွန်တော်ကြိုက်ဆုံးအနည်းကတော့ကတ်လိုက်ပြီးတော့မှဘေးပေါင်တွေကိုလိုက်ခတ်တာဖြစ်ပါတယ်အဲ့ဒီနည်းဟာဆိုလို့ရှိရင်တိလဲတိကြတယ် တက်လဲတက်ရက်နဲ့လလဲလပါပဲဂျိုဒီကာဘွန်ဆီရမစ်ဖရင်တွေဟာအားလုံးသိတဲ့အတိုင်းပဲအပြည့်အနေကြည့်မယ်ဆိုလို့ရှိရင် အထဲကိုကောင်းကောင်းမြင်ရမှာမဟုတ်ပါဘူးဒါပေမဲ့အသွင်းထဲနေကြည့်လိုက်မယ်ဆိုရင်တော့အပြင်ကိုရှင်းရှင်းလင်းလင်းနဲ့ကြည်ကြည်လင်းလင်းလေးကိုမြင်ရပါတယ်

ဗီဒီယိုလေးကိုစုံပြီးကြည့်ပြီလို့အားလုံးကိုကျေးဇူးများရင်တင်ပါတယ်။နောက်ဗီဒီယိုတွေမှာကျွန်တော်ညီကိုမိတ်ဆွေများအတွက်အသိပညာနဲ့ရောဘူဒုသားပါရစီမဲ့ဒီကာမန်စတီကာနဲ့ပတ်သက်ပြီးတော့တည်တည်တည်ထိုက်တာလေးကိုမျှဝေပေးသွားအောင်မှာဖြစ်ပါတယ်။အဲတော့ကျွန်တော်ဒီ channel လေးနဲ့ Facebook page လေးကိုလည်း like and share လေးလုပ်သွားခဲ့ပါဦးလို့တောင်းဆိုပါရစီခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။